ပြည်ထောင်နိုင်ငံက loop ပြတိုင်းနဲ့9မိနစ်တာဖောက်တွင်မှု It all happened in just 7 minutes. A brazen deal. ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျအခုဒီဗီဒီယိုလေးမှာတော့ပြီးခဲ့တဲ့အော်တိုဘလ16ရက်နေ့ကမှပူပူနွေးနွေးဖြစ်ပွားသွားခဲ့တဲ့ပြည်ထောင်နိုင်ငံ loose museum ကနေပြီးတော့ကျွန်တော်တို့ ပြင်သစ်ရဲ့နန်းစင်ဆက်ယေဒနာတွေခိုးယူခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘလို့ဖြစ်ပွားခဲ့တယ်လဲဒီဖြစ်စဉ်မှာတခိုးရီအနေနဲ့ဘလို့မျိုးလှုပ်ဆောင်သွားခဲ့တယ်လဲဆိုတဲ့အချက်လက်တွေကိုနောက်ဆုံးရသတင်းအနေနဲ့အတူလေ့လာထားမိသမျှပြောပြပေးသွားမှာဖြစ်ပြီးတော့ခိုးခံလိုက်ရတဲ့ယေဒနာတွေရဲ့တခုချင်းစီရဲ့အသေးစိတ်အချက်လက်တွေနဲ့အတူအခုချိန်မှာပြင်သစ်နိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေဘလို့တွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုပါကျွန်တော်လေ့လာထားမိသမျှပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့အများကြီးပြောမနေတော့ဘဲနဲ့ကျွန်တော်တို့အခုပဲဗီဒီယိုလေးကိုဆက်လိုက် အောင်ပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတိုင်းမှာကမိတ်ဆွေတို့ကြည့်ရတာလွယ်ကူစေဖို့အတွက်အကြောင်းအရာအချက်လက်တစ်ခုချင်းစီတိုင်းကိုတိုင်းစတန်လေးတွေနဲ့စကမှန်လေးတွေခွဲပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတို့ကပို့ပြီးတော့သိစဉ်နဲ့အကြောင်းအရာအချက်လက်တွေကိုခေါင်းစဉ်အလိုက်တစ်ခုချင်းစီရွေးချယ်ပြီးတော့အလွယ်တကူကြည့်ရှုနိုင်ပါတယ်ဗျ။ အဲ့တော့ပထမဆုံးအနေနဲ့ပြီးခဲ့တဲ့အော်တိုဘာလ19ရက်နေ့တနင်္ဂနွေနေ့မနက်9:00နာရီခွဲအချိန်ပြည်ထောင်နိုင်ငံပဲရစ်မြို့မှာရှိတဲ့ဒီလူးစ်ပြတဲ့ကြီးရဲ့ဒီအပေါ်လွန်ဆိုတဲ့ပြကန်းအတွင်းမှာခင်းချင်းပြသထားတဲ့ပြင်သစ်တွေရဲ့နန်းစင်အဆက်အဖိုးမဖြတ်နိုင်တဲ့ယေဒနာပစ္စည်း၉ခုက ခိုးယူခံလိုက်ရတယ်ဆိုပြီးတော့ကဘာတဝမ်းကိုတည်င်းနေစပြီးတော့တက်လာခဲ့ရတယ်ပေါ့နော်ဒီချိန်မှာပဲအခုကျွန်တော်ဗီဒီယိုရိုက်နေတဲ့27ရက်နေ့ညအထိနောက်ဆုံးသိထားရတဲ့အာနာပိုင်နေရဲ့ထုတ်ပြန်ချက်တွေထဲမှာဆိုလို့ရှိရင်တော့ဒီလူစပြတိုက်ကြီးတွေကရေဒနာတွေခိုးယူခံရခြင်းဖြစ်စဉ်မှာလူ၄ယောက်ပါရှိတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီးတော့လူစပြတိုက်ရဲ့ဆောက်လုပ်ရေးလုပ်နေတဲ့ area အတွင်းကနေပြီးတော့သူတို့တွေကဆောက်လုပ်ရေးလုပ်သားပုံစံဟန်ဆောင်နေပြီးတော့ဆောက်လုပ်ရေးလုပ်သားတွေဝစ်တဲ့ဝစ်စုံတွေကိုဝစ်ဆင်ပြီး တော့အေးစေးစေးဆောက်လို့ရတဲ့လေကားတစ်ခုနဲ့အတူဒီအပေါလွန်ပြကန်းအတွင်းကိုတက်လာပြီးတော့ပြကန်းရဲ့ပရင်းပေါက်နေရန်ကိုသူတို့မှအသင့်ပါလာတဲ့အသေးစားလှော့ဆက်လေးတွေနဲ့ဖြတ်ထုတ်ဝင်ရောက်ပြီးတော့ဒီပြကန်းအတွင်းမှာရှိနေတဲ့အဖိုးမဖြတ်နိုင်တဲ့နန်းစင်ရတနာ၉မျိုးကိုခိုးယူသွားတယ်ဆိုပြီးတော့သိရတာပါ ဒီလိုမျိုးခွင့်ယူနေစဉ်အတွင်းမှာပဲသူတို့အနေနဲ့ယူဆောင်လာခဲ့တဲ့ပေါ့ပေါ့ပါပါဆောက်လုပ်ရေးတုံးဖောက်ထွင်းပစ္စည်းတွေဖြစ်တဲ့လွှာဆက်တွေတတုအေးဖြော်တဲ့ကျွန်တော်တို့မီးပူပေဇက်တွေနဲ့ပဲအထက်မှာရှိနေတဲ့လုံခြုံရေးတွေကိုပြန်လည်ချိမ့်ချောက်ပြီးတော့ဒီဖြစ်စည်းတွေကိုတတရာပဲ ခိုးယူပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်ပေါ့ဒီလိုမျိုးထွက်ပြေးလွတ်မြောက်တဲ့အချိန်မှာဆိုလို့ရှိရင်လေလွယ်လင်းတကူပြန်ထွက်သွားတာဖြစ်ပြီးတော့အောက်မှာသူတို့ပါလာခဲ့တဲ့မော်တော်ဆိုင်ကယ်တွေစကူတာတွေနဲ့ပဲသူတို့ကပြင်သစ်ရဲ့မြို့အလဲကောင်ကိုထွက်ပြေးသွားခဲ့ကြတယ်ဆိုပြီးတော့ပြင်သစ်အာဏာပိုင်ရဲတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်ဗျဒီနေ့ပဲဒီဖြစ်စဉ်ကတော့ရဲတပ်ဖွဲ့ဝင်တွေထုတ်ပြန်ထားတာပေါ့နော်။စုံတော့တွေရဲ့လေးလာသုံးသက်ချက်တွေအရာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အချိန်အတိုင်းတာကြာချိန်ဟာဆိုလို့ရှိရင် ခုနှစ်မိနစ်အတွင်းမှာဒီတခိုးလေးယောက်ကဒီကိစ္စအဝဝကိုအေးအေးဆေးဆေးလေး professional ကြကြလှုပ်သွားတာပေါ့နော်အဲ့တော့စုံတောက်တွေကဘလို့သုံးသက်တယ်လဲဆိုလို့ရှိရင်ဒီတခိုးတွေကယူရချက်ရှိရှိနဲ့ကိုလာပြီးတော့ခိုးယူသွားတာလမ်းကြုံလို့ဝင်ခိုးသွားတဲ့ပုံစံတော့ဟုတ်မနေဘူးဆိုပြီးတော့တည်င်းနေစပြီးတော့ထုတ်ပြန်လာခဲ့ပါတယ်ဒါနဲ့ပဲနောက်ဆက်တွဲတည်လာရတာကသူတို့ရဲ့ဆေးဆေးချက်တွေကဒီတခိုးတွေခိုးယူသွားတဲ့ခုနှစ်မိနစ်တာအချိန်တော်တွင်မှာသူတို့ခိုးယူခဲ့တဲ့ဒီ problem ဆိုတဲ့ပြကန်းအတွင်းက ား CCTV မှတ်တမ်းချို့က system error ဖြစ်ပြီးတော့ offline ဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်မို့လို့လေဒီသခိုးတွေမိသူမိဝါဖြစ်ကြောင်းကို tracking လိုက်လို့မရတော့ဘဲနဲ့ CCTV မှတ်တမ်းတွေကိုပါမရလိုက်တဲ့ဖြစ်စဉ်ပေါ့။ဒါကြောင့်မို့လို့ပဲစုံတော့တွေအနေနဲ့ဒီဖြစ်စဉ်ကသွေးရသွေးရမဟုတ်ဘူးလုံခြုံရေးဝန်ထမ်းတွေပါပါဝင်နေနိုင်တယ်ဆိုပြီးတော့တုံ့တက်မှုတွေပါရှိလာခဲ့တယ်ဗောနော် အဲ့တော့ဒီတခိုးလေးရောက်ခိုးယူပြီးထွက်ပြေးသွားတဲ့အချိန်မှာပဲဒီပြကန်းအတွင်းမှာရှိနေတဲ့ဖိုးမဖြတ်နိုင်တဲ့ပြင်သစ်နိုင်ငံရဲ့နန်းဆက်ရေဒနာပစ္စည်းကိုမျိုးဟာပါသွားခဲ့ရတဲ့ဆိုပြီးတော့တည်ရပြီးတော့ဒီတခိုးတွေကဗတင်းပေါက်ကနေပြေးဆင်းပြီးတော့ထွက်ပြေးတဲ့အချိန်မှာပဲတရဖူတစ်ခုကဒီလမ်းမပေါ်မှာ ကြံခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီတရဖူကိုပျက်စီးနေတဲ့အချိန်ဤနဲ့ပဲပြန်လဲပြီးတော့ရရှိခဲ့တယ်ပေါ့အဲ့တော့ကြကြံခဲ့တဲ့ပစ္စည်းတစ်ခုကိုပဲရရှိထားတဲ့အချိန်ဤရှိသေးတယ်ဒီဖြစ်စဉ် loose ပြတဲ့အတွင်းကဖောက်ထွင်းမှုဟာဆိုလို့ရှိရင်တော့တာမန်သွေးဦးတာယူဖောက်ထွင်းမှုပစ္စည်းတစ်ခုမဟုတ်တော့ဘဲနဲ့ပြည်သင်းနိုင်ငံရဲ့တမိုင်းစင်ဆက်နန်းတွင်းအမွေနဲ့ခိုးယူခံလိုက်ရတဲ့အတွက်သူတို့နိုင်ငံအတွက်ဂုံတိတ်ခါကြစရာတစ်ခုလည်းဖြစ်တယ်ဗျာအဲ့တော့အဲ16ရက်နေ့မှာခိုးခံလာရပြီးချင်းချင်းမှာပဲပြင်သစ်ရဲတပ်ဖွဲ့တွေနဲ့အင်တာပိုရဲတပ်ဖွဲ့ တွေကအတူပေါင်းပြီးတော့အပူတပြင်းအခုချိန်ထိကိုလိုက်လံရှာဖွေနေကြတယ်ဆိုပြီးတော့သိရပါတယ်အဲဒီတော့အခုချိန်ထိကတော့အာတခိုးတွေကိုထိရခံမိပြီလားဘာလားဟိုတော့သူတို့ဘက်ကတိကျထုတ်ပြန်ခြင်းမရှိသေးဘူးအဲဒါပြောချင်တာကဒီမှာထူးခြားချက်တွေရှိနေတယ်ပေါ့နော်ဒီတခိုးလေးရောက်ခိုးသွားတဲ့ပစ္စည်းတွေဟာဆိုလို့ရှိရင် Napoleonic ခေတ်19ရာစုခေတ်ကပစ္စည်းတွေကိုပဲအဓိကပြင်မှတ်ထားပြီးတော့ခိုးသွားခဲ့တယ်ဆိုပြီးတော့လေစုံတော့တည်းရဲ့ပြောဆိုမှုတွေကသိရှိရတာလည်းဖြစ်တယ် ဒီမှာသူတို့ဘက်ကမူကင်းဆိုင်ရာကျွမ်းကျင်သူတွေရဲ့တုံးသက်ချက်တွေထဲမှာဆိုလို့ရှိရင်အဲလူးစ်ပြားတိုက်ဆိုတာအကြီးကြီးဗျာပြီးတော့ပြားတိုက်ထဲမှာကတံမိုးကြီးတဲ့ရှေးဟောင်းဝင်နေပစ္စည်းတွေအတော်များများကိုရှိတာဒါပေမဲ့လို့ဒီခိုးတဲ့သူတွေကနေပိုလီယန်နစ်ခစ်ကရေသနာပစ္စည်းတွေကိုပဲဘာကြောင့်ရွေးချယ်ခိုးသွားရလဲပေါ့နော်ဒီလိုမျိုးရွေးချယ်ပြီးတော့ခိုးသွားရတဲ့အကြောင်းပြချက်ကဒီတခိုးတွေရဲ့နောက်ွယ်မှာ private buyer ဆိုတဲ့အမိမဖော်လို့တဲ့ ဝယ်ယူသူတွေကရှိနေသလားပေါ့ဒီလိုအချက်ကြောင့်မို့လို့ပဲဒီသခိုးတွေကဒီပစ္စည်းတွေကိုအဓိကပြစ်မှတ်ထားပြီးတော့လာခိုးသွားတာလည်းဖြစ်နိုင်နေဆိုပြီးတော့သုံးသပ်ထားကြပါတယ်ဒီလိုမျိုးရည်ရွယ်ချက်နဲ့သာဒီပစ္စည်းတွေကိုခိုးယူသွားတယ်ဆိုရင်တော့ပြန်ရနိုင်ဖို့ရာဂိုင်နှုန်းကနည်းသွားလိမ့်မယ်ဥပမာတရဖူတို့နဆွဲတို့တဲမှာပါဝင်နေတဲ့ကြောက်မြင့်ရတနာတွေကိုသူတို့ကတစားစီဖြုတ်ယူပြီးတော့မှောင်ခိုးဈေးကွက်မှာအမျက်တင်ရောင်းချမဲ့သဘောမျိုးလည်းရှိနေတယ်ဆိုပြီးတော့မှုငင်းဆိုင်ရာကျွမ်းကျင်သူတွေကအခုချိန်ဒီမှာသုံးသပ်ထားကြပြီပေါ့နော် ဟုတ်ပါပြီဒါကတော့အခုဒီ21ရက်နေ့အထိလူစပြတိုက်အတွင်းကဖောက်ထွင်းမှုနဲ့ပတ်သက်ပြီးတော့တိရှိရသမျှအခြေအနေတွေပေါ့နော်သူတို့အာဏာပိုင်တွေဘက်ကထုတ်ပြန်သမျှတွေပေါ့အဲ့တော့ခိုးခံရတဲ့ပစ္စည်းယေဒနာ၉မျိုးထဲမှာဘာတွေပါဝင်သွားသလဲဆိုတော့ကျွန်တော်တို့အသေးစိတ်ကြည့်လိုက်ရအောင်ပါ အဲဒီမှာအသေးစိတ်မကြည့်ခင်ပေါ့နော်ကျွန်တော် loose ပြတိုက်ဆိုတာကဘလို့ပြတိုက်ကြီးလဲဆိုတာကိုလည်းမသိသေးတဲ့သူတွေအတွက်ဘူးတုဒ္ဒအနေနဲ့ထည့်ပြီးတော့ပြောချင်ပါတယ်ပေါ့နော် loose ပြတိုက်ဆိုတာကကျွန်တော်တို့ကဘာပေါ်မှာနှစ်စဉ်နှစ်တိုင်းကဘာလက်ခီးသွားတွေအများဆုံးလာရောက်လဲပတ်တဲ့ပြတိုက်ကြီးတစ်ခုလည်းဖြစ်တယ်ဒီ loose ပြတိုက်ကြီးဟာဆိုလို့ရှိရင်တော့ပြည်သင်းနိုင်ငံ Paris မြို့မှာတည်ရှိနေတာဖြစ်ပြီးတော့1190ခုနှစ်မှာ King Cruise နေနဲ့လုံခြုံရေးနန်းတော်ကြီးအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပြီးတော့ ဒီလိုနဲ့ဆက်ချရသူအစုံမှာ King Francois အနေနဲ့အမှုပညာအဖြစ်ပြန်လည်ပြုတ်ပြင်ပြီးတော့ Rare Place အမှုပညာနန်းတော်ကြီးအနေနဲ့အသုံးပြုခဲ့တယ်ဆိုပြီးတော့သိရပါတယ်ဒီလိုနဲ့နှစ်ကာလတွေကြာညောင်းပြီးတော့1993ခုနှစ်အရောက်မှာပြည်ထောင်နိုင်ငံရဲ့အရေးတော်ပုံအပီးမှာဆိုလို့ရှိရင်တော့ဒီနန်းတော်ကြီးကိုအမှုပညာပစ္စည်းတွေတမိုင်းအမွေနှစ်တွေပြသဖို့အတွက်ပြတိုက်ကြီးအဖြစ်စတင်ပြီးတော့ဖွင့်လှစ်ခဲ့တယ်ဆိုပြီးတော့လည်းသိရပါဗျာ။ ဒီပြတိုက်ကြီးကိုဆိုလို့ရှိရင်တော့ကဘာလဲခီးသွားတွေကနှစ်စင်နှစ်တိုင်းဆိုလို့အာလူဆယ်တန်းခန့်နီးပါးလောက်လာရောက်ပြီးတော့လေပတ်ကြတာလည်းဖြစ်တယ်လို့ကဘာပေါ်ကလေပတ်သူအများဆုံးပြတိုက်ရှင်းဝင်တစ်ခုလည်းဖြစ်ပါတယ်ဒီပြတိုက်ကြီးကနည်းနည်းရမဟုတ်ပါဘူးသူ့မှာလုံခြုံရေးတွေကအရန်တင်းကျပ်ပါတယ်အာဒီပြတိုက်ကြီးမှာလုံခြုံရေးအဖွဲ့ဝင်ပေါင်း2000ကျော်လောက်ကြည့်နေတာဖြစ်ပြီးတော့ CCTV ကင်မရာပေါင်း1000ကျော်အထိတပ်ဆင်ထားတယ်ဆိုပြီးတော့သိရပါတယ်ဗျာ ဒါပြင်ဒီပြတိုက်ထဲမှာနီးပညာမြင့်စစ်စာစနစ်လုံခြုံရေးတွေကိုလည်းတက်ဆင်ထားတာဖြစ်ပြီးတော့ကျွန်တော်တို့ပြတိုက်ထဲမှာရှိနေတဲ့အမွေနဲ့သမိုင်းဝင်ပစ္စည်းတစ်ခုချင်းစီလိုက်ကို digital tracking system တွေတက်ဆင်ထားပါတယ်ဒါကတော့ဒီပစ္စည်းတစ်ခုကိုယူသွားဖြစ်ဖြစ်ခိုးသွားတာပဲဖြစ်ဖြစ်ကျွန်တော်တို့ tracking လိုက်လို့ရတဲ့အခြေအနေပေါ့နော်ဒါပြင်19ရက်နေ့ကဖောက်ထွင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူအချို့က comment တွေမှာရေးကြတယ်။မှန်နေကိုတိတ်ချလုံခြုံရေးတင်းကျပ်မထားဘူးလား။ကျွန်တော်တို့ Bollywood ကားတွေတွေကလိုမျိုးပေါ့နော်။ Bulletproof မှန်နေမ သုံးထားဘူးလားဆိုတော့တကယ်လည်းသုံးထားပါတယ်ဗျဒီ loss ပြတိုက်ကြီးမှာနာမည်အကြီးဆုံးဖြစ်တဲ့ Mona Lisa ပကြီကားမှာဆိုလို့ရှိရင်သူ့ကိုမှန်မောင်ထဲမှာထည့်ထားတယ်ပေါ့နော်အဲ့ဒီမှန်ကကြည်တန်းကိုခံနိုင်တဲ့မှန်တွေကိုပဲသုံးထားတယ်ဆိုပြီးတော့သိရပါတယ်အဲ့တော့လုံကြုံရေးအရန်တင်းကျက်တဲ့ CCTV တွေကောင်းမွန်တဲ့ပြတိုက်ကြီးတွေကိုအခုလိုမျိုးဝင်ရောက်ခွေးယူသွားနိုင်တာက professional ကြားတယ်ဆိုပြီးတော့လေအခုချိန်မှာမှုခင်းကျွမ်းကျင်သူတွေကတုံ့တက်ထားတာဖြစ်ပြီးတော့ကမ္ဘာတဝန်းကစောင့်ကြည့်နေကြတဲ့အများပြည်သူတွေအနေနဲ့ကတော့ Bollywood ကားတွေက lap ွားမင်းသားဇကားတွေတွေကလူမျိုးများခိုးသွားသလားဗောနော်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှုဖြစ်နေတဲ့အတွက်အားလုံးကစောင့်ကြည့်နေကြရလဲဖြစ်ပါတယ်ကဲအဲ့တော့ blues ပြတိုက်ကြီးရဲ့တမိုင်းအကြောင်းအရာကိုလေဖုတ်တာတော့နည်းနည်းများသွားပြီဗောနော်အဲ့တော့ကျွန်တော်တို့တခိုးတွေခိုးသွားတယ်ပြည်သိနိုင်ငံရဲ့နန်းစင်ယေဒနာကိုမျိုးတွေကကျွန်တော်သိရှိရသမျှဗောနော်ယေဒနာတွေရဲ့တခုချင်းစီအကြောင်းကိုကြည့်လိုက်ရအောင်ပါ ပထမဦးဆုံးတစ်ခုအနေနဲ့တော့ Queen Mary ရ Emily DBM ကြီးရဲ့လက်ဝဲယတနာတက်ဆက်ပေါ့နော်ဒီနီလာဆက်ကြီးထဲမှာဆိုလို့ရှိရင်တော့နီလာနဲ့စိန်တရဖူနီလာနဲ့စိန်ပရနီလာနဲ့စိန်ငကတ်တွေပါဝင်နေဆိုပြီးတော့လည်းသိရပါတယ် ဒီဆက်ထဲမှာ45 Celon Sapphire နီလာပေါင်း330 carat ထိပါဝင်နေတာဖြစ်ပြီးတော့ငโกမူလပိုင်ရှင်ကတော့ Holland ရဲ့မိဖုရားကြီးဖြစ်သူ Queen Napoleon ရဲ့နီလာတွေဖြစ်ကြောင်းသိရှိရပြီးတော့နောက်ပိုင်းမှာတော့ King Louis Philips I အနေနဲ့သူ့ရဲ့ဇနီးဖြစ်တဲ့ Queen Melia Emily အတွက်ဆိုပြီးတော့ပြည်သင့်နိုင်ငံသားယေဒနာဖန်တီးသူတို့ကိုဖန်တီးခိုင်းခဲ့တာဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ဗျာ။ ဒုတိယတစ်ခုအနေနဲ့ကယတနာပစ္စည်းတွေကမှ masterpiece တစ်ခုဖြစ်တယ်လို့ပြောရလောက်တဲ့အထိကြီးကျယ်ခမ်းနားလပလာတဲ့ကိုလံဘီယာမြနဲ့စိန်တထောင်ကျော်ပါဝင်နေတဲ့စိန်နှကန်းနဲ့ဘရက်တွေပဲဖြစ်ပါတယ်။ဒီထဲမှာ240ကာရက်ရှိတဲ့မြအလုံးပေါင်း26လုံးထိပါဝင်ပြီးတော့350ကျော်ကာရက်ရှိတဲ့စိန်အလုံးပေါင်း1000ပါဝင်ထားတယ်ဆိုပြီးတော့လည်းသိရပါဗျာ။ ဒီမြပရဲ့နဲ့ငကတ်တွေကလည်းပြင်သစ်အင်ပါရာအရှင်နပိုလီယွန်ဝမ်ကပဲသူ့ရဲ့မိန်းမဖြစ်တဲ့မာရီယာအတွက်လက်ဆောင်ပေးခဲ့တာဖြစ်ပြီးတော့19ရာစုမှာအစောဆုံးပြင်သစ်နန်းစဉ်အမွေအနှစ်ယေဒနာတွေဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ဗျ။မတရားတစ်ခုအနေနဲ့ကတော့ King Napoleon III ရဲ့မိန်းမဖြစ်တဲ့ Queen Empress Eugenie ရဲ့သူကိုယ်တိုင်တီးသက်ဖန်တီးထားတဲ့နန်းစဉ်ယေဒနာတစ်ခုပဲဖြစ်ပါတယ် ဒီယသနာပစ္စည်းကတော့ရင်တို့တစ်ခုဖြစ်ပြီးတော့စပိန်နဲ့မျိုးစားကတော်အနေနဲ့ပြင်သစ်ရဲ့အေဂရီဖြစ်လာခဲ့တဲ့ယူဂျီနီစ်အတွက်ဆိုပြီးတော့1855ခုနှစ်မှာကက်သလစ်ဘာသာပေါ်ယုံကြည်သက်ဝင်မှုကိုပြသဖို့အတွက်ရည်ရွယ်ပြီးတော့ဖန်တီးခဲ့တဲ့ယသနာတစ်ခုဆိုပြီးတော့လည်းသိရပါတယ်ဗျ။ယသနာပစ္စည်းထဲမှာစိန်64ခုအထိပါဝင်နေပြီးတော့ထူးခြားတာက1662ခုနှစ်မှာကာဒီနယ်မက်ဆရင်းကနေပြီးတော့ပြင်သစ်အင်ပါရာကင်လူးဝစ်14ဆက်လေးကိုလက်ဆောင်အဖြစ်ပေးခဲ့တဲ့ မာဇရင်းစိန်နံပါတ်16နဲ့19တို့ကိုထည့်သွင်းပေးထားတယ်ဆိုပြီးတော့သိရပြီးတော့ဒီစိန်နှလုံးနဲ့ရဲ့ကာရက်ဟာဆိုလို့ရှိရင်29ကာရက်အထိရှိတယ်ဆိုပြီးတော့သိရတာပါဗျာဒီရင်တို့ကအတော်လေးကိုလဲဟာပြောင်မြောက်ပြီးတော့ကက်သလစ်ဘာသာရေးနဲ့အတူပြည်သစ်တွေရဲ့တော်ဝင်နန်းစဉ်အမွေအနှစ်တွေကိုပြသနေတဲ့အဖိုးမဖြတ်နိုင်တဲ့ရေသနာပစ္စည်းတစ်ခုဆိုပြီးတော့လည်းသိရပါဗျာ လေကုမြောက်အနေနဲ့ကတော့သူကခပတ်ကနေမှရင်နိုးပြောင်းသွားတဲ့ရေဒနာပစ္စည်းတခုပေါ့နော်။1855ခုနှစ်မှာမူလပထမခပတ်ရေဒနာဖြစ်တဲ့အရာကိုရွှေငွေစိန်ပေါင်း၄000အထိအသုံးပြုပြီးတော့ဖန်တီးခဲ့တယ်။ဒီရေဒနာပစ္စည်းကိုလည်းရှေ့မှာပြောခဲ့တဲ့ပြင်သစ်ရဲ့အေဂရီဖြစ်တဲ့ယူဂျီနီစ်အနေနဲ့ပဲစင်မြန်းခဲ့တာဆိုပြီးတော့လည်းသိရပါတယ်ဗျ။ဒီခပတ်ကိုဖန်တီးခဲ့တဲ့သူကတော့ Francois Carmar ဆိုသူဖြစ်ပြီးတော့1856ခုနှစ်မှာ The Prince Imperial ရဲ့နှစ်ချင်းအခမ်းအနားကို Queen Victoria တက်ရောက်လာတဲ့အချိန်မှာ Versailles တော်ကနေပြီးတော့ကြိုဆိုခဲ့တဲ့တော့က Queen Eugenie's ကဆင်မြန်းခဲ့တဲ့မှတ်တမ်းမရာတွေရှိတယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျ။နောက်ပိုင်းမှာတော့ Queen Eugenie နေနဲ့ခပတ်ကိုပို့ပြီးတော့ fashion ကြအောင်ဆိုပြီးတော့ရှင်တို့အဖြစ်ပြောင်းလဲပြီးတော့ဆင်မြန်းခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ပေါ့နော်။ဒီရတနာကော1889ခုနှစ်မှာ New York ရဲ့လေလံပွဲတစ်ခုမှာအထက်တန်းလွှာအမျိုးသမီးတဦးအနေနဲ့လေလံဆွဲပြီးတော့ပိုင်ဆိုင်သွားခဲ့တာဖြစ်တယ်လို့2008ခုနှစ်အရောက်မှာဆိုလို့ရှင်တော့ loose ပြတဲ့ ဲ့အတွင်းမှာပြသဖို့ရာအတွက်ဒီအမျိုးသမီးရှီကနေပြီးတော့ဒေါ်လာတန်မီလီယံတိပေးပြီးတော့ပြန်လည်ဝယ်ယူခဲ့ရတယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျအဲ့တော့ငါးခုမြောက်နေနေကတော့ဂျူလီယာအလက်ဆန်ဒါဂေဘရီယယ်ကနေပြီးတော့ကွင်းယူဂျီနီအတွက်ဖန်တီးပေးခဲ့တဲ့ပလဲဒိုင်ယာဒန် တရဖူကြီးဖြစ်ပါတယ်ဒီတရဖူကြီးဟာဆိုလို့ရှိရင်တော့ဖလဲလုံးရေပေါင်း232လုံးနဲ့စိန်အလုံးပေါင်း1998လုံးအထိပါဝင်တဲ့တရဖူကြီးဖြစ်ပြီးတော့ဒီတရဖူရေဒနာဟာဆိုလို့ရှိရင်တော့ကွင်းယူဂျီနီရဲ့အကြိုက်ဆုံးရေဒနာတရဖူကြီးဖြစ်တယ်ဆိုပြီးတော့လဲမှတ်တမ်းတွေကသိရှိရတာပဲဖြစ်ပါတယ်ဗျာ ကွင်းယူဂျီနီရဲ့အခြိုက်ဆုံးတရဖူကြီးဖြစ်တဲ့အတွက်သူ့ရဲ့ပကြီကားတော်တော်များများမှာဝှစ်ဆင်ပြီးတော့ပုံတူရေးဆွဲခံထားတာကိုလည်းတွေ့ရှိရမှာဖြစ်ပြီးတော့ပြင်သစ်တွေရဲ့ Second Empire ကြဆုံးပြီးတဲ့နောက်ပိုင်းမှာကြောင်းချခံလိုက်ခဲ့ရတာဖြစ်ပြီးတော့1962ခုနှစ်မှာလူးစ်ပြတိုက်ကနေပြီးတော့ပြန်လည်ဝယ်ယူပြတ်တာထားခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်ဗျ။နောက်ဆုံးသိရှိရတဲ့ယေဒနာတစ်ခုကတော့ကျွန်တော်တို့တခိုးတွေခိုးယူပြီးတော့စင်းအပြေးမှာကြကြံခဲ့တဲ့တရဖူကြီးပေါ့နော်။ဒီတရဖူကြီးဟာဆိုလို့ရှိရင်တော့တခိုးတွေခိုးယူသွားတဲ့ယေဒနာ ပစ္စည်းကိုမျိုးတွေကမှတန်ဖိုးအကြီးမားဆုံးဖြစ်ပြီးတော့နပိုလီယွန်ခေတ်ရဲ့ခန္ဓာထယ်ဝါမှုတွေကိုထင်ဟပ်ပြသနေတဲ့ရွှေတရဖူကြီးဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်ဒီတရဖူထဲမှာဆိုလို့ရှိရင်တော့စိတ်အလုံးပေါင်း1300အထိပါဝင်နေဆိုပြီးသိရသလိုတကုတ်ရည်အနေနဲ့ဒီယေသနာတွေကိုခိုးယူပြီးတော့ပဒင်းပေါက်ကနေပြန်လဲထွက်ပြေးခုန်ချဆင်မှာပဲလမ်းမပေါ်မှာကြာကြံခဲ့တဲ့ယေသနာပစ္စည်းတစ်ခုလည်းဖြစ်တယ်ရဲတွေတွေ့ရှိတဲ့အချိန်မှာကျွန်တော်ရှေ့မှာပြောလို့ပဲကျိုးပဲ့ပစ္စည်းနေလေးရပဲပြန်လဲရရှိခဲ့တယ်ပေါ့နော်ဟုတ်ပါပြီအခုကျွန်တော် ပြောပြခဲ့တာတွေကတော့တခိုးတွေခွေးယူသွားတဲ့တခါမှတန်ဖိုးကြီးအဖိုးမဖြတ်နိုင်တဲ့ရေဒနာပစ္စည်းတွေရဲ့အကြောင်းပေါ့နော်။ဒါတွေအလုံးရဲ့စုစုပေါင်းတန်ဖိုးအနေနဲ့ကတော့ယူရိုနဲ့တွက်မယ်ဆိုလို့ရှိရင်88မီလီယံရှိပြီးတော့ဒေါ်လာ100မီလီယံလောက်ရှိတယ်ဆိုပြီးတော့လဲခန့်မှန်းထားကြတယ်ပေါ့နော်။ အာကျွန်တော်တို့တင်းကြရာကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာဒီဖြစ်စဉ်ဖြစ်သွားပြီးတော့ပြင်းထန်နိုင်ငံကရဲတပ်ဖွဲ့ဝင်တွေနဲ့အင်တာပိုရဲတွေက အတူတူပူးပေါင်းပြီးတော့ Operation Loop ရှိဆိုတဲ့စုံစမ်းစစ်ဆေးမှုကိုစတင်လိုက်တယ်ပေါ့နော်ဒီလိုမျိုးခိုးယူခံရတဲ့ဖြစ်စဉ်ကသူတို့ပြင်းထန်နိုင်ငံရဲ့ဂုံစိတ်ခါနဲ့သက်ဆိုင်နေတဲ့အတွက်သူတို့ကချက်ချင်းဆိုလိုအဖွဲ့အစည်းတွေဖွဲ့စည်းပြီးတော့အပူတမြင်ရှာဖွေနေကြတယ်ပေါ့နော်အင်တာပိုရဲတပ်ဖွဲ့အနေနဲ့ကလည်းသူတို့မှရှိနေတဲ့ Stolen World of data base တွေထဲမှာဒီပစ္စည်းတွေကိုထပ်ပေါင်းထည့်လိုက်ပြီးတော့ tracking လိုက်နေတယ်ခြေရာခံနေတယ်ဆိုပြီးတော့သိရှိရသလိုကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း Interpol ဆိုတာကနိုင်ငံပေါင်း195နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတကာရဲတပ်ဖွဲ့ဖြစ်တဲ့အတိုင်းပဲနိုင်ငံတကာရဲ့အဝင်ထွက်သွားလာစင်းတွေကိုစောင့်ကြည့်နေတယ်အဓိကအနေနဲ့ black market တွေကိုတိတိချာချာ DFI အတွင်းမျက်ခြေမပြတ်စောင့်ကြည့်နေတယ်ဆိုပြီးတော့သိရသလိုဖြစ်စဉ်ဖြစ်ပွားထားတဲ့အချိန် loose ပြတဲ့အတွင်းမှာရှိနေတဲ့ CCTV ပေါင်းအားလုံးရဲ့မှတ်တမ်းတွေကိုတိတိချာတိုက်စ စ်ပြီးတော့ tracking လိုက်နေတယ်ဆိုပြီးတော့သိရပါတယ်ဗျပြီးတော့ Interpol အနေနဲ့ဆက်လက်ပြီးတော့စုံစမ်းရမိသမျှတန်ရရှိတဲ့ Belgium, Italy, Switzerland, ပြီးတော့ဒူဘိုင်းပေါ့နော်ဒီနိုင်ငံကြီးရဲ့နေဆက်ဖြတ်ကျော်မှုတွေအဝင်ထွက်စည်းရင်းတွေကိုပါတိချတိုက်စစ်နေတယ်ဆိုပြီးတော့သိရပါတယ်ဗျအဓိကဒီဖြစ်စဉ်မှာတန်ရအများဆုံးကတခိုးတွေဝင်ခိုးတဲ့အချိန်မှာ CCTV က system error တွေဖြစ်ပြီးတော့ offline ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မို့လို့ပဲမှုခင်းစုံတော့တွေအနေနဲ့ဒီဖြစ်စဉ်မှာလုံခြုံရေးတွေနဲ့ပူပေါင်းထားနိုင်တယ်ဒါကြောင့်မို့လို့လည်းလုံခြုံရေးတွေကိုစစ်ဆေးနေတာဖြစ်ပြီးတော့ဒီဖြစ်စဉ်ကတကယ်တော့ professional တခိုးတွေက ပြုတ်လုသွားတာလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့တိတိကျကျအကွက်ချစီစဉ်ထားတာနောက်ွယ်မှာလည်းတခုရှိနေမယ်ဆိုပြီးတော့အခုချိန်ဒီကတော့သူတို့စစ်ဆေးနေသေးပေါ့နော်ဒီလောက်သတင်းတွေကိုပဲသူတို့ဘက်ကနေပြီးတော့ကဘာကိုအတိပေးထားတာလည်းဖြစ်ပါတယ်ဗျအဲ့တော့ loose ပြတဲ့ ဖောက်ထွင်းခံရမှုကအခုချိန်ကပထမဦးဆုံးအကျင်လာဆိုတော့မဟုတ်ပါဘူးပေါ့နော်ကျွန်တော်တို့တမိုင်းမှာဆိုလို့ရှိရင်1912ခုနှစ်မှာကျွန်တော်တို့အားလုံးသိကြတဲ့မိုနာလီဇာပကြီကားကိုလူ့စပြတိုင်အတွင်ကနေပြီးတော့ခိုးယူခံလိုက်ရပါတယ်ဒီဖြစ်စဉ်မှာဆိုလို့ရှိရင်တော့အော်ကျွန်တော်တို့အခုဖြစ်စဉ်လိုမျိုး professional တွေကခိုးယူသွားတာမျိုးမဟုတ်ဘူးအီတလီနိုင်ငံသားပြတိုက်ဝင်တဲ့အနေနဲ့ဒီမိုနာလီဇာပကြီကားက အီတလီနိုင်ငံသားလီယိုနာဒိုဒါဗင်ချီကဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာသူ့ရဲ့နိုင်ငံမှာပြန်ပြီးတော့ပြထားခြင်းနဲ့ရွေချက်နဲ့ခိုးသွားပါတော့နှစ်နှစ်တာအတွင်းမှာပဲဒီမိုနာလီဇာပကြီးကားကိုပြန်လည်ပြီးတော့အာရရှိခဲ့တယ်ဒီခိုးသွားတဲ့လူကိုလည်းဖမ်းဆီးရမိခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ပဲမိုနာလီဇာပကြီးကားကကဘာပေါ်မှာတော်တော်လေးကိုနာမည်ကြီးသွားတဲ့အခိုက်အတန့်ကိုလည်းရောက်ရှိသွားတယ်လို့ပြောလို့ရပါတယ်ဗျအဲ့တော့အခုလက်ရှိအထိကျွန်တော်အစ်မရှိနေတဲ့လူစပြရရဲ့ 9မိနစ်ကြာဖောက်ထွင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာဏာပိုင်တွေရဲ့ထုတ်ပြန်မှုတွေကမူကင်းတုံသက်သူတွေရဲ့ပြောဆိုမှုတွေနဲ့အတူပေါ့နော်တမိုင်းချက်လက်တွေကိုလိလာထားမိတဲ့လောက်ကျွန်တော်မိတ်ဆွေတို့လည်းသိရအောင်ပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျဒီကြောင့်နဲ့ပတ်သက်ပြီးတော့ထပ်မံသိရှိခဲ့ရတာမျိုးရှိလို့ရှိရင်လည်းကျွန်တော်အပိုင်းနှစ်အနေနဲ့ထပ်ပြီးတော့တင်ဆက်ပေးမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျမိတ်ဆွေတို့လည်းကျွန်တော်ဆက်အောင်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်ပါဗျာ